ားလုံးမင်္ဂလာပါ Massive Football မြန်မာ Page နဲ့ PN Channel ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ပြီးသွားပြီဖြစ်တဲ့ Brentford နဲ့ Man City တို့ရဲ့ပွဲပြီး36ပဲဖြစ်ပါတယ်။ Man City က Brentford ကို0-1နဲ့နိုင်သွားတယ်။အဲတော့ဒီပွဲရဲ့အခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင် Man City ကတကယ်ကိုမှအားရချင်တဲ့မှုရှိကိုမရှိတာ။ Man City မှာအားရချင်တဲ့မှုလုံးဝမရှိဘူး။ဗျာ EPL မှာ Champion ဖြစ်မယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ကောင်းဖို့လိုတယ်အရင်တော့ Man City ကရှုံးတယ်ဆိုရင်တော့မှကျွန်တော်တို့ Man City ကကစားတာကို ကစားသမားတွေဟန်ကပါဝါကစားတဲ့ပုံစံနောက်ပြီးတော့ကစားတာနိုင်မှုအတွက်ဆိုတာထက်ကိုနိုင်ရှုံးနေတယ်ဆိုရင်တော့မန်စီးတီးကစားပုံကကြမသွားဘူးအခုကမန်စီးတီးကဒုတိယပိုင်းဆိုရင်ကစားပုံအလုံးဝကြပြီပြိုလဲသွားတယ်လို့ဖြစ်နေအဲ့ဒါတပွဲတလီမဟုတ်တော့ဘူးအာကြီးနဲ့ပွဲရောမိုနာကိုနဲ့ပွဲရောအခုဘရန်ဖို့နဲ့ပွဲရောဒုတိယပိုင်းတော်တော်အခြေအနေဆိုးတယ်အဲ့ဒီဥစ္စာကိုပြန်ပြီးတော့အဖက်ဆယ်ဖို့အတွက်ကွာလိုလာစဉ်းစားရလိမ့်မယ်ထင်းတယ်။နောက်ပြီးလို့ရှိရင်အာကြီးနဲ့ပွဲတော့ကကြတော့ထားပါတော့အာကြီးကတကယ်ကမှဒီနှစ်ကအရင်ကောင်းနေလို့ ဒါကိုလက်ခံပေးလို့ရတယ်ဒီမိုနာကိုနဲ့ဘရန်ဖို့ကကြတော့ကျွန်တော်တို့လက်ခံပေးလို့မရဘူးဗျဒုတိယပိုင်းအဲ့လောက်ပြိုလဲသွားပြီဆိုရင်နောက်ထပ်တခြားဘရန်ဖို့ထဲနည်းနည်းလေးကောင်းတဲ့အသေးနေပါရင်လည်းဆိုရင်မလွယ်ဘူးတရေလောက်ပဲကန်နိုင်လိမ့်မယ်ကျွန်တော်တို့တရေတွေများနေလို့လည်းအဆင်မပြေဘူးလေသိရမလားအဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကြိုက်တဲ့ကစားသမားဟာလန်ပဲရှိတယ်ဟာလန်ကဟိုအနောက်ထိဆင်းပြီးဘောလုံးယူလိုက်ဘောလုံးလေးဖြတ်ပေးလိုက်တိုက်စစ်မှာဂိုးသွင်းတဲ့တာဝန်လည်းသူကလုပ်ဟာလန်ကောင်ပဲအပေါ်အပေါ်နဲ့အောက်ကိုအပ်ဘန်တောင်းနဲ့ကောင်းကောင်းဆော့ရန်တဲ့ကစားသမားတွေအားရမှုမရှိဘူး ပူဆိုးတာကျွန်တော်တို့ဆာဗီညိုဆာဗီညိုကဘာလုတ်ချင်လို့လုတ်ချင်မှမသိဘူးဆာဗီညိုကတကယ်မန်စီးတီမှာငကိုရှိပြီးသားဒုတိယဂရီလစ်လို့ဖြစ်လာတယ်ဘာလုတ်ချင်လို့လုတ်ချင်မှမသိဘူးဘောလုံးရောက်ဘောလုံးတူလက်ထဲရောက်ရင်အနောက်ပဲပြင်ပြင်ပေးတယ်အထိပယ်မရှိဘူးဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိဘူးဘောလုံးတွေဖြတ်တင်ပေါ်ပြီးတော့လဲဆောက်တလွဲတယ်ဟာအော်စကာဘောအော်စကာဘောတော့မဆိုးဘူးပြနည်းနည်းလေးရှာဖြစ်တယ်ဒါပေမဲ့နည်းနည်းလေးပဲဗျာအရင်ကြီးတော့မဟုတ်ဘူးအဲဒါပေမဲ့ဒုတိယပဲလဲလဲလဲဒုကုနဲ့အော်စကာဘောကိုလဲလိုက်တယ်ဘိုင်ဒါနဲ့ဘာနာဒိုဆေးဘောကိုလဲလိုက်တယ်ဘာနာဒိုဆေးဘာနာဒိုဆေးဘာကိုလဲမှာဆင်းဆော့တယ်ဒုကုနေရာမှာ အဲအော်စကာဘောနေရာမှာဆာဗီညိုဝင်ဆော့တယ်ဒီဘက်ဆာဗီညိုနေရာမှာဒိုကူဝင်လာတယ်ဒါပေမဲ့အရင်ကြီးအဲ့လိုပြောင်းလဲလိုက်လို့ဘာထူးကြွားလဲဆိုတော့ကစားသမားအလုံးဗတန်းပြန်ရောက်လာတာပဲကံကောင်းလို့ဟိုဘက်ကတလုံးလွတ်သွားတဲ့အလုံးဂွာဘာရီယိုဖျက်ထုတ်လိုက်တဲ့အလုံးကခေါင်းနဲ့ထီပြန်ကြတာတီယာကိုပြေးတာသူကတကယ်တမ်းဆိုလို့ရှိရင်တကယ်ဝေါကလတ်တိုက်စင်မှုတွေဆိုရင်ဒီလုံးကကိုးတယ်ဒါပေမဲ့တီယာကိုကြတော့သူကကမ်းမလို့မကမ်းလို့ ਨੇ ဂိုးစီနာတီသွားနေတဲ့အချိန်မှာဒူနာရူမတက်လာတဲ့အချိန်နဲ့ဆိုတော့အန်ကိုက်ဖြစ်သွားတော့ဘောလုံးကကန်စီက သူ့မှာ chance ကမရှိတော့ဘူးဆိုတော့ကိုသူမတက်တက်ကြီးဖြစ်သွားတာနောက်မဆိုအဲလုံးကိုရင်စောက်တဲ့ကကွဲအောင်မယ်နောက်တစ်လုံးနောက်တစ်လုံးကျတော့ကျွန်တော်တို့ဒူနာရူမာဒူနာရူမာဒုံးဆိုပြီးတော့သူ့စီရောက်လာတဲ့အလုံးကိုပြန်တင်ဖို့လုပ်တာခိုးဘက်ကကောင်းလဲခြေတော့ကထိပြီးတော့အခက်မသိရင်ဂိုးရဲလိတ်ဝင်သွားရင်စောက်တဲ့ကကွဲအောင်မယ်အာကြည့်ရတာတကယ်ကိုမဆင်းရဲဖို့ကောင်းတယ်မစီးကြီးခြေဆွမ်းကအဲ့လောက်ဒီအားရဖို့မကောင်းဘူးဒီပွဲကလေဒါပေမဲ့တိပါတယ်ကျွန်တော်ပွဲစပြီးတော့ပွဲကျူကလေးကကျွန်တော်ပြောထားပါတယ်မစီးကြီးကလုံးလိုက်ထားတယ်လိုက်ပြီးကန်အောင်ပါလို့မတကာဖြစ်ရင်ဇီဝန်နဲ့ဇီတူးလောက်ပဲလို့ Z2 တော့မတော်ဘူး Z1 နဲ့ပဲပြီးသွားတယ် Z1 တော့မနေဖင်ပိတ်ပြီးဆော့လိုက်ရတယ်ခုကောင်ကဒုတိယပိုင်းတိုက်တယ်တိုက်ချက်တွေအနိုင်လောက်ရှိတယ်ကျွန်တော်တို့ရူဒီဒိုင်ယာရသွားတယ်နီကိုခွန်ဆာလည်းဝင်လာတယ်ရူဒီဒိုင်ယာရသွားတဲ့အပေါ်မှာတော့တကယ်ကိုပြောမယ်ဆိုလို့ရှိရင်တကယ်နဲ့နာမှုကောင်းတယ်ဗျာရူဒီလိုကစားသမားမျိုးရှိနေလို့မန်စီးတီးရဲ့ကွင်းလည်းနည်းနည်းလေးခံတာနေတာရူဒီတာမရှိဘူးဆိုရင်နီကိုခွန်ဆာလည်းဆိုရင်ဒုတိယပိုင်းတစ်ပိုင်းလုံးကြီးကြီးတည်ရတယ်တကယ်ကိုမှကွာဟနေတဲ့ခြေစွမ်းဗျာရူဒီရတော့ဗျာကျွန်တော်စိတ်တင်တော့တကောက်ကျော်တော့မဟုတ်လောက်ဘူးဗျာကျွတ်သားဒိုင်ယာဖြစ်မယ် ူအခုနောက်ပိုင်းကြောသားတန်ရံမကြခဏရရတယ်တောင်းနေပြန်ကောင်းသွားတယ်သူကြည့်ရတာလည်းအရင်လိုမျိုးမမထန်ထန်တော့တိတ်မကစားတော့ကစားသူတန်ရရနေလာတော့မမထန်ထန်တိတ်မကစားရဲတော့ရူဒီတာအရင်လိုမမထန်ထန်ကစားလို့ရှိရင်ဒီကွင်းလေကတော့ကြည့်လို့ကောင်းအောင်ပါဒါပေမဲ့အခုရူဒီကတန်ရရလိုက်ပြန်ကောင်းလိုက်ဆိုတော့ကျွန်တော်တို့ CD ရဲ့ကွင်းလေကနည်းနည်းစိုးရင်စရာဖြစ်လာတယ် CD ရဲ့ကွင်းလေမှာအရင်လိုမျိုးကစားအားကိုတင်လိုက်ချလိုက်တင်လိုက်ချလိုက်လုံးနိုင်မဲ့ကစားသမားမရှိတော့ မရှိတော့အဲ့ဒီအချိန်မှာကွင်းလေအလုံးဝပြိုသွားတယ်ပြိုသွားတဲ့အချိန်မှာ brand 4ကတိုက်တယ်တိုက်နေတော့တော်သေးတာပေါ့ဗျာဂိုးတော့မဲ့အလုံးတွေကတပုံကြီးပဲ brand 4မှာကဂိုးသွင်းနိုင်တဲ့လူမရှိဘူးလို့ပြောရမှာပဲဂိုးသွင်းနိုင်တဲ့လူတိုင်းရှင်ဂိုးတွေပေးလိုက်ရမှာတတ်တော့လဲပဲမက်ဆီဒီခြေနဲ့ဆိုလို့ရှင်ကျွန်တော်တို့ချန်ပီယံလိတို့ပရီးမီယံလိမှာတကယ် brand 4တက်ကောင်းတဲ့အသင်းတွေနဲ့တွင်ဖင်မှာဆုတ်သိမလားမထင်ဘူးမက်ဆီတွေကတော့ဒီနှစ်ကအဲပြောလို့တော့မရဘူးဗျာဂေါ်ဒီယိုလာပေါ်မှာအများကြီးမူတည်တယ်ဘာလို့လဲဂေါ်ဒီယိုလာရဲ့ခိုင်းတဲ့အတိုင်းပဲကစားသမားတွေလောက်ရတာဆိုတော့သိရမလား ဲ့တော့ကွာဒီယိုလာပုံမှာပဲအများကြီးမူတည်တယ်ဒီပွဲရဲ့အရလက်ကတော့0နဲ့ပြီးသွားတယ်ပြောမယ်ဆိုရင်သုံးမှတ်တော့ရသွားတယ်ကစားဖို့ကောင်းလားဆိုတော့အဲ့လောက်ကြီးမဟုတ်ဘူးအဲကစားသမားအကောင်းဆုံးကစားသမားများလားဆိုလည်းအဲ့လောက်ကြီးမဟုတ်ဘူးတကယ်ကောင်းနေတဲ့ကစားသမားတွေမှာနှစ်ယောက်တွေ့တယ်တစ်ယောက်ကတော့ဟာလန်နောက်တစ်ယောက်ကရူဗင်ဒီယက်ရူဗင်ဒီယက်ရဲ့ဖြတ်ဖြတ်ထုံးတဲ့ပုံစံတွေအနေထားတွေကောင်းနေလို့နောက်မဆိုရင်မက်ဆီဒီယာဖင်ဆုပ်အောင်မယ်ကြည့်ရတာအပြတ်တယ်ဗျာတော်သေးတာပေါ့ international break မှာကျွန်တော်ပြင်းပြလေးအမှတ်ပေးစရာမှာအစင်ငါးနေရာဒီတက်လာခဲ့တယ် ဒါကတော့ကောင်းမွန်တဲ့လက္ခဏာလို့ပြောလို့ရတယ်ဘလို့မဆိုအဓိကနိုင်မှုပဲသုံးမဲ့ရတဲ့အတွက်ကျင်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်